မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းတဲ့စာလေးကတော့လူတို့ကိုးကွယ်ရာဘာသာကြီးများဆိုတဲ့စာရေးဆရာ John B. Noss ရေးသားတဲ့စာကိုဆရာဦးဆောင်လွင်ဘာသာပြန်ရေးသားထားတဲ့စာတွေကဖြစ်ပါတယ်ဟိန်းနူဘာသာအကြောင်းတင်ပြနေတာဖြစ်ပါတယ်ရှေးယိုအယူဆွဲသံဟိန်းနူဒသနစနစ်6ခု BC 900မှ AD 900အတွင်းနှစ်ပေါင်း1000ကာလအတွင်းရှေးဟူအယူဆွဲတဲ့ဟိန္ဒူဒသနာစနစ်ဂိုင်း6ခုပေါ်ထွန်းခဲ့ပါတယ်။နောက်အနှစ်1000ကာလအတွင်းမှာ ထိုဒသနာစနစ်6ခုဟာဟိန္ဒူတို့ရဲ့အတွေးခေါ်များကို နောက်ပိတ်ဆုံးအတိတ်ကြဖြစ်အောင်တန့်စင်ခဲ့ကြပါတယ်။အမှန်မှား အတွေးခေါ်အကိုင်းများ၏အရေးအတွက်မှာ6ခုမကရှိပါတယ်။သို့သောဟိန္ဒူဘာသာကိုသက်ဝင်ယုံကြည်သူများကဤကိုင်း6ခိုင်းသာလျှင်ထိတိအယောက်ရှိသောအတွေးခေါ်ကိုင်းများအဖြစ်စစ်ထုတ်၍လက်ခံခဲ့ကြပါတယ်။ဤကိုင်း6ခုစလုံးကဟိန္ဒူများရေးသားထားသောအယူဆတစ်ခုကိုလက်ခံခဲ့ကြပါတယ်။ဒီအယူဆကတော့ရှေးဟိုအယူဆွဲတန်ဝါရအတွက်အရေးပါသောလူအပ်ချက်အဖြစ်သဘောထားကြပါတယ်။ ၎င်းမှာဝေဒာအကျမ်းများသည်ယုံကြည်ကိုးကွယ်မှုကိစ္စအတွက် နောက်ဆုံးပိတ်အကျင့်သီလများကို ချမှတ်ပေးသောကျမ်းများအဖြစ်လက်ခံခဲ့ကြခြင်းဖြစ်ပါလေဝေဒာကျမ်းများဆိုရရင်ရှေးကြသောအထကထာများနှင့်အလင်းပြကျမ်းများအားလုံးပါဝင်သည်ဟုလက်ခံကြပါလေဗျမနနှင့်ဥပနိဒိယကျမ်းများကိုမူရင်းဝေဒ၄ပုံတွင် နောက်ဆက်တွဲကြမ်းများဖြင့်ထက်ထခဲ့ကြပါတယ်ကျွန်တော်တို့ဟာရှေးယူဆွဲဒသနာအခိုင်းများကိုဟိန္ဒူပန်နိတ်များ စီစဉ်ထားသော စင်လာအတိုင်းစဉ်းစားကြမှာမဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့ထိုအတွေးခေါ်အခိုင်းများအနေနဲ့ဘာသာယုံကြည်ကိုယ်ွယ်မှုအပေါ်အကြီးအကျယ်အကျိုးသက်ရောက်မှုရှိတဲ့တွေးခေါ်အခိုင်းများအကြောင်းကိုသာတင်ပြပေးသွားမှာဖြစ်ပါတယ် ြံတွဲခေါ်ကိုင်းများကို အချင်းချင်းရေးတာဖော်ပြပါမယ်။တင်ချာဒတနစနစ်စက္ကယပထမဦးစွာအရေးပါသော တွဲခေါ်မျိုးမြင်ရေးစနစ်တစ်ခုဟာ ဥပနိဒိယအကျမ်းများတွင်မှဖော်ပြထားသောဧကတဝါရကိုတုံ့ပြန်လာသောတွဲခေါ်စနစ် ဖြစ်ပါတယ်။ဒီတွဲခေါ်စနစ်ဟာ ရှေ့ကျတဲ့ ပထမ ဥပနိဒိယအတွေးခေါ်များတော့ရှိကြတော့လေနောက်ကြတဲ့ဥပနိဒိယကျမ်းများတဲ့တွင်လည်းဖော်ပြထားတာကိုတွေ့ရပါတယ်ဒီအတွေးခေါ်များကိုစတင် တွေးခေါ်ခဲ့သူဟာကပိလာဟု အမည်ရသောအတွေးခေါ်တသနာပညာရှင်ဆရာကြီးဖြစ်ပါတယ်သူကိုလည်းဂေါတမဘုဒ္ဓဖွားမြင်ရာကပိလဝတ်ပြည်တွင် ဖွားမြင်ခဲ့ပါတယ်သို့သော ူဟာဂေါရမဗုဒ္ဓအထက်အနှစ်တရာလောက်ဇောပါတယ်။သူတွေးခေါ်ခဲ့သော သင်္ချာဒတနစနစ်ဟာဂျိန်းဘာသာအတွေးခေါ်များပေါ်တွင်၎င်းဗုဒ္ဓဘာသာအတွေးခေါ်များပေါ်တွင်၎င်းဩဇာလွန်မိုးခဲ့တာတွေ့ရပါတယ်။ဒီအတွေးခေါ်ဟာພັນစင်းရှင်ဖះမဲ့ဝါဒကို လက်ခံသောအယူဝါဒဖြစ်ပါတယ်။ဒီဝါဒဟာဒီလောကမှာ အစစ်အမှန်ပရမတ္တသစ္စာတရားနှစ်ပါးရှိသည်ဟုယုံကြည်ထားတဲ့ဝါဒဖြစ်ပါတယ်။၎င်းတို့ကတော့၁ရုပ်သဘာဝလောကနှင့်၂နာမ်သဘာဝလောကတို့ဖြစ်ပါတယ်။သင်္ချာဂိုင်းသားများက ရုပ်သဘာဝလောကကိုပဂတိဟု ခေါ်ကြပါတယ်။ဝိညာဉ်သဘောကိုနာမ်သဘောကိုကပုရိသဟုခေါ်ကြပါတယ်။ဤနေရာမှာ ပုရိသဝိညာဉ်ဟာဗြမနာများယုံကြည်သောဗြမာကြီးဗြမန်အတ္တမန်ကဲ့သို့အလုံးစုံအကျုံးဝင်တဲ့ဝိညာဉ်မျိုးမဟုတ်ပါဘူး။တင်ချာဂိုင်းသားလို့ရဲ့ပုရိသဆိုတာမရေမတွက်မြားပြောသော ပုဂ္ဂိုလ်သတ္တဝါများ၏နံပိုင်းဆိုင်ရာဝိညာဉ်များကိုဆိုလိုပါတယ်။တို့ဝိညာဉ်များကိုတစ်ခုကိုတစ်ခုအမိကိုကင်းစွာတည်ရှိနေရဲ့လို့ယုံကြည်ပါတယ်။သဘာဝပဂတိတရားရုပ်သဘောတရားမှညှိတွဲပြီး အကျဉ်းကျနေတဲ့ဝိညာဉ်တို့ဟာ အဝိဇ္ဇာမသိမှုဖုံးလွှမ်းနေသောကြောင့်တောကဒုက္ခကိုခံစားနေကြရတယ်။အဝိဇ္ဇာမသိမှုကဝိညာဉ်ကိုခန္ဓာကိုယ်ဖြစ်စဉ်ပဂရိသဘာဝတရားအားနှံ့ရောစဉ်ညှိတွဲစီပါတယ်။ဒီလို ခန္ဓာကိုယ်၌ဖြစ်တတ်သောတဏှာတန်ရောစဉ်ကြောင့်ဝိညာဉ်နံသည်တဘဝပြီးတဘဝပရိသန်နေ၍ပြန်လည်မွေးဖွားနေရသည်လို့ယုံကြည်ပါတယ်။ တို့တို့ဖြစ်ရာ အဖန်တလဲလဲကျင်လည်နေရသောဘဝတန်တရာစံစာရာမှလွတ်မြောက်ရေးကိုရရှိရမှာအလုံးစုံသောဝိညာဉ်တော်ကြီးမြမာကြီးနှင့်ပေါင်းစည်းစေသောအသိဉာဏ်ကိုရရှိုံဖြင့်မဖြစ်နိုင်ပါဘူးဝိညာဉ်ဟာ ရုပ်ခန္ဓာမှကင်းကွာပြီးတည်နေနိုင်မှသာ အသိပညာကိုရရှိပြီးဘဝတန်တရာကလွတ်မြောက်ခြင်းကိစ္စဖြစ်နိုင်ပါပါဒီလိုဖြစ်ရန် ဝိညာဉ်ဤစင်ကြယ်ခြင်းကိုဖြစ်စေသောဝိသုဒ္ဓိကျင့်စဉ်မှပင်ဖြစ်နိုင်သည်ဟုယုံကြည်ကြပါသည်။နောက်ဆုံးအဆင့်တွင် ထာဝရတည်နေနိုင်သောនិရောဓသမာဘတ်ကိုဝင်စားနိုင်ကြမှာဖြစ်ပါသည်။ဤတွင်လည်းဘဝလွတ်မြောက်ရေးကိုညာနာမကသဘောကို ရှာဖွေကြပါသည်။ယောဂဒတနာစနစ် ယောဂဒသနာစနစ်ကိုပထမဦးစွာဥပနိတယကျမ်းများတွင်ပေါ်ပြစဉ်ကပင်ဤစနစ်ဟာစိတ်ကိုဇန်သမารိ၌တီအောင်လေ့ကျင့်သောနည်းများကိုထူထောင်ခဲ့ပါတယ်။ဤနည်းဟာညာနမကအကျင့်စဉ်မှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။ဤနည်းကိုအေဒီတင်ယာစုမှာပေါ်ထွန်းခဲ့တဲ့ပတင်စလီလက်ထက်တွင် အလွန်အစိမ့်မြင့်သော စိတ်လေ့ကျင့်နည်းဖြစ်အောင်အချောကိုင်တန့်စင်ခဲ့ပါတယ်။ ပတင်စလီဟာသင်ချာတသနာစနစ်မှသူ၏အတွေးခေါ်အယူဆကိုများစွာရယူခဲ့ပါတယ်။သင်ချာစနစ်နဲ့သူကွဲပြားသွားသည်ကတော့သူကဣတရိယနေမာနဝါဒထာဝရဖန်ဆင်းရှင်ဖျားရှိသည်လို့လက်ခံသောဝါဒကို ယူဆခဲ့သောကြောင့်ဖြစ်ပါတယ်။သို့သောယောဂတသနာ၏အတွေးခေါ်ပိုင်းဆိုင်ရာအခြေခံဟာသမိုင်းကြောင်းအရ၎င်း၏လက်တွေ့ကျင့်ကြံပြီးသောကမ္မထာ အာထုတ်ပုံအာထုတ်နီလန်းများလောက်အေးပါရအောင်ချင်းမရှိပါဘူးယောဂစနစ်ဟာတမထနီးများစွာကိုဖော်ထုတ်ပေးခဲ့ပါတယ်အီဘာဝနာနီးများဟာဘဝလွတ်မြောက်ရေးဆိုင်ရာ အတွေးအခေါ်တသက်ကို စိတ်ပညာသဘောအရပညာသားပါပါပြုပြင်မွမ်းမံထားခြင်းဖြစ်ပါတယ်ရှေးအခါကယခုတက်တိုင်းအောင် ညာနာမကနီတမထနီများဖြင့်ပေါ့မြောင်အောင်မြင်အောင်ကြင့်ကြံအားထုတ်နိုင်မှုအလွန်ခက်ခဲတယ်လို့ဆိုပါတယ်။အကြောင်းကတော့တမထဇန်ကိုအစဉ်စဉ်ပေါ့မြောင်အောင် အားထုတ်ရေးဟာလူတာမန်တို့အဖို့လက်လန်းမမီသောအဆင့်ဖြစ်နေပါတယ်။အလွန်ညံထက်မြက်ပြီးစိတ်ရင်အားတာမာသူများသာရောက်နိုင်တဲ့အဆင့်ဖြစ်ပါတယ်။သို့ဖြစ်ရာ၎င်း၏အသိဉာဏ်ဆိုင်ရာပြင်းထန်တင်းမာမှုကိုရှော့ချလိုက်သောအခါကျမှ ထုံနီးကို လူအများစိတ်အားထက်သန်စွာလက်ခံ၍ကြင့်ကြံအားထုတ်နိုင်ကြပါတယ်။ယောဂအနည်းရဲ့ဆွဲဆောင်မှုအရှိဆုံးကတော့စိတ်ကိုယ်သမာဓိရအောင် ပြုလို့ရမှာထောက်ပံ့ပြီးသောဇီဝကာမဗေဒပိုင်းစိတ်တဗေဒပိုင်းဆိုင်ရာအစီအမံများကြောင့်ဖြစ်ပါတယ်။ဤတွင်ယောဂအထိုင်းနည်းများအသက်ရှူပုံရှူနည်းသင့်တော်ရာဂါထာမန္တများကို စီးကျက်ကြက်ကြရုပ်ဖန်နည်းများဟာလည်းအရေးပါပါတယ်။ပတ္တန်စလီဤဂန္ဓဝင် ရာဇရောဂရာဇယောဂ၌ထူးခြားတဲ့အစီအစဉ်များ ပါရှိပါတယ်။၎င်းမှာအဆင့်၈ဆင့်ရှိပါတယ်။၎င်းတို့မှာ၁ယာမတက်ရှိသလဝါတို့အားသေစေလိုသောစိတ်ဖြင့်တပ်ဖြတ်ညင်စေခြင်းမှရှောင်ကျဉ်ရပါမယ်။ဤသည်ဟာဟိန်သဆိုတဲ့ကျင့်ကြံဤဖြစ်ပါတယ်။ဤတွင်အဆင့်၅ခုပြင်စသီလသီလ၅ပါးပါဝင်ပါတယ်။ မတက်ရမလိန်ရမခိုးရမမြတ်သောအမှုကိုမပြုရမြမစတ္တိယအခြင်းကိုကျင့်ရပါမယ်သူတပါစီတဲ့ဥစ္စာကိုညူဆူခြင်းမရှိစေရပါနံပါတ်1နိယာမမိမိကိုယ်ကိုစောင့်စည်းသောစည်းကမ်းကိုလိုက်နာခြင်းတန်ရှင်းစွာနေရမည်ဖြစ်ပါれငြိမ်သက်စွာနေရမည်ချိုးနှိမ်စွာနေရမည်လေ့ကျင့်စွာနေရမည်ဝိပုခြင်းဖြင့်လည်းနေရပါလိမ့်မည်နံပါတ်3အာတနာ တင့်တော်ရာဣရိယာပုတ်ဖြင့်ထိုင်ခြင်းဥမညာချေဘွားကိုဘဲဘက်ပေါင်းပေါ်မှာတင်း၍ထိုင်ခြင်းဘဲချေဘွားကိုညာဘက်ပေါင်းပေါ်မှာတင်း၍ထိုင်ခြင်းလက်နှစ်ဖက်ကိုရှက်တင်လျက်လက်ဘွားပေါ်မှာညာလက်ဖုံးပေါ်တင်လျက်သုံးမဟုတ်ရှေ့ကိုလက်တစုံချလျက်မျက်လုံးကိုမှိတ်လျက်သုံးမဟုတ်နှာသီးပြားကိုကြည့်လျက်ထိုင်ခြင်းမျိုးဖြစ်ပါတယ်။ပရဏာယနအသက်ရှူဝင်လေထွက်လေကို ရှုမှတ်ခြင်းဤတွင်အသက်ရှင်နေခြင်းသောအလုံးကို ဝင်လေထွက်လေသဘောဖြင့်လျှော့ချ၍စီးကြမှန်မှန်ရှုမှတ်ခြင်းဖြစ်ပါれ။ဤနည်းဖြင့်တိစိတ်ကို ရှင်လျက်တိစိတ်ကိုလွတ်လျက်ကြွက်သားများအာယုံရောတွင်လျက်စစ်စီးကြောင်းများအားလုံးကို ထိမ့်ချုံမှုအောက်သို့ရောက်အောင် ပြုလုပ်ရခြင်းဖြစ်ပါれ။ယောဂီဟာကြောရုပ်ကိုဖြောင်းမစားထား၌ထိုင်ရပါမယ်။လေပင်ဇက်ကောင်းနှင့်ယင်ပတ်တို့ကိုငင်းတစ်ဖြောင်းနှင့်ကြောက်ထိုင်ရပါမယ်။ထို့နောက် ဝင်သက်ထွက်သက်ကိုစီးချက်ကြကြမှန်မှန်ယူရပါမယ်။ထို့သောဝင်သက်ထွက်သက်ရှူတိုင်းထွက်တိုင်းစိတ်ထဲ၌အုံဟုရွတ်ဆိုနေရပါမယ်။နောက်ပိုင်းလေ့ကျင့်ရလာသောအခါယောဂီဟာဘဲဘက်နှာခေါင်းဖြင့်ရှူသင်သောအသက်ကိုခေတ္တအောင်ထားပြီးညာဘက်နှာခေါင်းဖြင့်ပြန်ထုတ်နိုင်အောင်လေ့ကျင့်ရပါတယ်။ထို့ကဲ့သို့အသက်ကိုအောင်ထားခြင်းမှာအာယုံရောတွင်လျှက်စစ်စီးကြောင်းများကိုကြောရိုးအောက်ပိုင်းသို့ သက်စင်းစီရန်လို့ဆိုပါတယ်ထိုလျက်စစ်စီးကြောင်းဟာကြောရိုးမှအောက်သို့ဆင်းပြီးလျှင်ကြောရိုးအောက်ခြေကိုစောင့်ပြီးထွက်မြောက်သွားစီခြင်းဖြစ်ပါတယ်ဆင်ငါပစ္စာဟာရအာယုံများကိုဖျက်တောက်ခြင်းအာယုံနှင့်အာယုံဝိထုများကိုထိတွေ့ခြင်းကင်းအောင်ပြုလို့ရပါတယ်လက်တရဝါဟာမိမိဤခြေလက်များကိုလက်ကွန်အောက်၌ဆွဲဝင်သိမ်းစီးတာတကယ်သို့ပြုရခြင်းဖြစ်ပါတယ် ဤအဆင့်မှာ အပြင်ဘဟိတလောကကိုအဆက်အသွယ်ဖျက်ရပါတယ်။ဆင်6စရဏသမာဓိ၌တည်စေခြင်းဤအဆင့်တွင်စိတ်သည်တခုတည်းသောအာယု၌သာဆွေးမြေးစွာတည်သွားရပါမယ်။ဧကတတ္တသဘောဖြစ်ပါတယ်။စိတ်ဟာတအာယုထဲမှာတည်ကြည်စွာသက်ဝင်သွားသောအခါကြံသောအာယုများဟာပြတ်တောက်သွားပါတော့တယ်။အဆင့်9ဈာနဇာနတမထဘဝနာ ွားများအားထုတ်ခြင်းဤအဆင့်မှာစိတ်ဟာဧကတ္တတာတမာတိ၌စူးဝင်လျက်ကြံသောအာယုံအားလုံးကိုရုပ်သိမ်းလိုက်ပါတယ်။ဆင်ရှိတမာတိဤအဆင့်မှာစိတ်ဟာပြင်ပအာယုံအားလုံးနဲ့အဆက်ပြက်လျက်ဘာကိုမှမသိပဲမျောသွားပါတော့တယ်။ပြုသူကိုလည်းမသိအပြုခံကိုလည်းမသိတော့တမာတိ၌စိတ်ကိုတည်ကြည်သွားခြင်းသည်အဆုံးစွန်သောဓာတ်ကြီးနှင့်ပေါင်းစည်းမိသွားခြင်းဖြစ်သည်ဟု ယူဆကြပါတယ်။ ယောဂအကျင့်စဉ်ဤအဓိကအချက်မှာဤပုံစံ၌ဖြစ်စေအခြားသော ပုံစံများ၌ဖြစ်စေစိတ်ကို၎င်းဤအာယုံတည်ခြင်းမှကင်းအောင်ဖိနှိပ်ချုပ်ချယ်၍နှိပ်ကွက်ခြင်းဖြစ်ပါတယ်။တကိုယ်လုံးကိုထိုကဲ့သို့အာယုံအတိစိတ်ပျောက်ကင်းပြီးဘဝင်ကျသွားအောင် ပြုလုပ်ခြင်းဖြင့်ဖြစ်ပါတယ်။ထိုအချိန်မှာအာယုံခံစားခြင်းလည်းမရှိတော့တွေးတောဆင်ခြင်းလည်းမရှိဘဲကင်းမဲ့သွားပါတော့တယ်။အကျိုးရလကဗဟိတလောကနဲ့အတ္တ လောကအမှန်သည် လုံးဝကင်းကွာလွမြောက်သွားခြင်းကိုခံစားရခြင်းဖြစ်ပါတယ်။ထို့အချိန်မှာကြောင်းကျိုးဆက်နွယ်မှုတရားများလည်းသူ့အပေါ်တက်ရောက်ခြင်းမရှိတော့ပါဘူး။သူဟာအကြောင်းအကျိုးနိယာမမလဲ။ကင်းလော့သွားပြီဖြစ်ပါတယ်။ထို့အခါဤဇန်သမာဓိမတိုင်မီကြိုတင်၍ဖြစ်စေဇန်သမာဓိနောက်မှအစဉ်အလိုက်ဖြစ်စေ ထူးခြားသောစိတ်တကူးများအကြမြင်ဓာတ်များ ထိုးထွင်းသိခြင်းများ ဖြစ်ပေါ်လာတာပါတယ်။ဥပမာယောဂီဟာအမှန်မင်းမြေမှကြွိုက်ဇံပြန်နိုင်ခြင်းမျိုးမြေကျောကိုရှုပ်၍လိုရာအရက်သို့ခနာခြင်းမြင့်ရောက်နိုင်ခြင်းမျိုးပထဝီသိတိမိမိကိုယ်ကို နေရာဌာနများစွာနဲ့တပြိုင်တည်းဖြစ်ပေါ်စေနိုင်ခြင်းအိဒီဝိဒအဘိညာဉ်တကောမျိုးနဲ့မိမိအလိုရှိရာပြီးမြောက်အောင်မြင်စေနိုင်သောထူးခြားသောသိတိမဟိတိများကို ရရှိလာနိုင် ပါလေသို့သောယောဂအကျင့်စဉ်အဓိကယီမန်ချက်မှာ လောကီတိတ်တိများရရှိရင်မဟုတ်ပါဘူးမြမာကြီးနေမိမိအတ္တပေါင်းစည်းညွတ်သွားခြင်းဖြင့်အမတ္တဒုက္ခဘုံတို့စံဝင်နိုင်ရေးဖြစ်ပါတယ်ဝိဒန္ဒဒတနစနစ်ဤတွေးခေါ်စနစ်ဟာ အမိဟာ၎င်း၏အဓိကအတွေးခေါ်သဘောတရားဥပနိတိယအတိုင်းခေါ်ဆိုထားတဲ့အမိဖြစ်ပါတယ်ထိုအတွေးခေါ်ကိုဝိဒန္ဒဟုခေါ်ပါတယ်ဝိဒန္ဒ၏အနက်မှာ ဝေဒဤအဆုံးပိုင်းဟူ၍ဖြစ်ပါတယ်။အနာဂတ်တွဲကောမျောမင်မှုများနဲ့အခြေခံမှုများဟာဥပနိဒိယကျမ်းများတွင် ပါဝင်မာတယ်။အထူးသဖြင့်ဧကတဝါဒသို့မဟုတ်ဖျားများစွာကိုကိုးကွယ်ခြင်းနှင့်ဆိုင်သောတဒ္ဒနာများကိုဖော်ပြသော စာပေကျမ်းဂန်များထဲတွင် ပါဝင်ခဲ့ပါတယ်။ရှေးထုံစင်လာကိုလိုက်သောဇေမီနီသုခမိန်များဤနောက်လိုက်များကမူ၎င်းတို့၏မူရင်းအခြေခံဝါဒမှကွဲခွာဖို့ ညင်းဆန်ကြပါတယ်ပူရဝမိမန္တအတွေးခေါ်စနစ်ကိုတီထွင်သူကာနဒါနှင့်ကပိလတို့ကြားဝင်ဖြန်မြေရေးသမားများအနေနဲ့၎င်းတို့၏သမယိုးကြအတွေးခေါ်အတိုင်းကမ္ဘာလောကကြီး၏သဘောကို ပုံးလိန်ဝိညာဉ်၏အစစ်မှန်သဘောကို ရောက်၍လက်ခံထားကြပါတယ်သို့သောအတွေးခေါ်လွတ်လပ်ခွင့်ကို လိုလားကြသော အမြင့်ကိုလှမ်းပြီးပြောင်းလဲခြင်းသူများကတော့ ဖိုးတွင်သိမြင်သောဉာဏ်ဟာသမာအာယုံအသိနေမှလွမြောက်ပြီးတွေးခေါ်မျှော်မြင်တဲ့တတလနေတဲ့သို့ပြည့်ဝင်သွားဖို့အာတန်လေသူတို့ဟာအမြင်တွင်အပြင်ဗဟိတလောကကြီးနှင့်တကွလူသားတို့ရဲ့အာယုံသည့်သဘောတို့အားလုံးဟာမာယာလှည့်ပြားခြင်းသဘောကိုစောင့်တယ်လို့ဆိုပါတယ်အထင်မှားအမြင်မှားသဘောတရားများသာဖြစ်သည်လို့ယူဆကြပါတယ်ထို့အချက်ဟာ ဥပနိဒိယကျမ်းများထဲမှာပါကြောင်းထောက်ထားပြကြပါတယ်။အစင်တန်းမြင့်သောအိန္ဒိယအတွေးခေါ်များကလည်းဒီလူများဘက်ကိုပါသွားကြပါတယ်။ပထမဦးဆုံးသောဧကတတဗမာကြီးသဘောပါတဲ့ဥပနိဒိယဒေသနာများဟာ ရှင်းအောင်ညီညွတ်တဲ့အတွေးခေါ်စနစ်ဖြစ်ခက်ခဲနဲ့နဲသောဝေဒန္တသုတ်တံသက္ကရာများထဲမှာပါဝင်လျက်ရှိပါတယ်။ အလွန်ထင်ရှားသောဆရာကြီးဗဒရာယနာက စီစဉ်ခဲ့သည်လို့ဆိုပါတယ်။ဤဗဒရာယနာဆရာကြီးသည်ခရစ်တော်မပေါ်ပြီးတရားစုလောက်ကပေါ်ပေါက်ခဲ့တယ်လို့ယူဆရပါတယ်။သူ၏အတွေးစာစကားအများကိုနှုတ်တိုက်အားကုန်ဆောင်စေခဲ့ပါတယ်။၎င်းတို့ဟာအလွန်တူ၏အချက်ကြလာပါတယ်။သူအသက်ရှင်စဉ်ကာလမှာပင် ထိုစကားအများကို သူကိုယ်တိုင်နှုတ်ဖြင့်အတိတ်ပဲဖွင့်ပေးဖို့လိုအပ်ခဲ့ပါတယ်။ သူအတိတ်ပဲဖွင့်ပေးမှသာ၎င်း၏စကားများအနက်အတိတ်ပင်ကိုလူတွေနားလည်နိုင်ခဲ့ကြပါတယ်။ထို့နောက်ပိုင်းရာစုနှစ်များအတွင်းမှာထိုကဲ့သို့နှုတ်ဖွင့်အထကထာများကိုမူရင်းကျမ်းစာများ၏မရှင်မလင်းထောက်ခံကျမ်းများဖြင့်ဆက်လက်တင်ယူခဲ့ကြပါတယ်။ထို့သို့တင်ယူခဲ့ကြတဲ့နောက်ဆုံးမှာဝေတန်နာအတွေးခေါ်အကိုင်း၃ခိုင်းကျွဲပြီးပေါ်ပေါက်သည့်အချိန်အထိဖြစ်ပါတယ်။ထိုဝေတန်နာအတွေးခေါ်အကိုင်း၃ခိုင်းနဲ့ နှစ်ခိုင်းအကြောင်းလောက်ကိုသာဖော်ပြပါမယ်။ပထမခိုင်းမှာတန်ကာရာစရိယခိုင်းနဲ့ရာမာနုဂျာစရိယခိုင်းတို့ဖြစ်ပါတယ်။တန်ကာရာခိုင်းရဲ့အတွေးခေါ်စနစ်ကိုအဒွိယတဝါဒလို့ခေါ်ပါတယ်။ဒွိယတဆိုတာဟာလောကကြီးနဲ့မြမကြီးတတိတခြားစီဖြစ်တည်နေတယ်လို့ပြောခြင်းဖြစ်ပါတယ်။အဒွိယတဝါဒဆိုတာကတော့ မာကြီးနဲ့လောကကြီးက တခြားစီတည်ရှိနေခြင်းမဟုတ်ဟုယုံကြည်ကြတာဖြစ်ပါတယ်။ဒါကြောင့်တန်ခါရာဂိုင်းဟာ လောကကြီးနဲ့မြမာကြီးဟာတပေါင်းတစည်းတည်းဖြစ်ပါတယ်။အမှန်ကတော့ပုပ်ကိုဒရက်မပါဖော်ပြရမရတော့မြမာကြီးဟာအစ်မန်ဖြစ်ပြီးကြံတဲ့အရာအားလုံးဟာ မာယာသာထရလင်းလင်းမှုကြီးများတာဖြစ်ပါတယ်။တန်တရာထဲမှာအဖန်တဲလဲလဲ ဝေဖွားနေရခြင်းဟာ ထင်အောင်ထင်မှားဝိပန်သလားများကြောင့်ဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ထိုထင်အောင်ထင်မှားသဘောတရားများဟာအိမ်မက်ထဲမှာမြင်တွေ့ရတဲ့အရေးအယောင်များတဒံဖြစ်တယ်လို့ဆိုပါတယ်။မျက်လက်စရာ ပြနေတဲ့ပြကွက်များနဲ့တူတယ်လဲလို့လည်းဆိုပါတယ်။နောက်ပိုင်းမှာ ဥပနိဒိယကျမ်းများတွင်ထိုကဲ့သို့ထင်အောင်ထင်မှားဖြစ်ရခြင်းအကြောင်းရင်းကိုစူးစမ်းထားပါတယ်။ ထိုထင်အောင်ထင်မှားကိစ္စများနဲ့ပတ်သက်၍သွေတဗတ္တဥပနိတိယဂျန်တွင်ဤကဲ့သို့ဆိုထားပါတယ်။မြတ်သောကဗျာယပူဇော်ခြင်းပူဇော်ပတဝဲများဝိပုခြင်းများအတိတ်နှင့်အနာဂတ်ကို ဝေဒကပေါ်ပြထားသောအရာများဟာဤလောကကြီးအလုံးကို မျက်လှည့်ဆရာကမြမာကြီးမှတဆင့်ပေါ်ထုတ်ခဲ့ပြီဖြစ်ပါတယ်။ထိုလောကထဲ၌ ပုဂ္ဂိုလ်ဤဝိညာဉ်လည်းပါဝင်နေပါれထို့အခါအကျဉ်သူဟာသဘာဝတရားကို ထင်အောင်ထင်မှားတရားများဟုသိရပါれထို့ထင်အောင်ထင်မှားတရားများဤလက်သေးကြီးကသာဝရတကူတော်ရှင်သာဝရမြမကြီးပင်ဖြစ်ပါれသို့သောထို့ထင်အောင်ထင်မှားတရားဖြစ်သော လောကကြီးသည်အကျွင်းမဲ့အစစ်မှန်တရားမဟုတ်ပါဘူးဒီကိစ္စကိုကင်တွယ်ဖို့အတွက်တန်ကာရာစရိယဂိုင်းဟာ အိန္ဒိယတတ္တရ၏သဘောကိုလက်ခံကျင့်သုံးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။သူတို့ဟာထိုထင်အောင်ထင်မကို ဝိပန်လာသဆိုတဲ့စကားလုံးနဲ့အသုံးပြုခဲ့ပါတယ်။ဝိပန်လာသဆိုတဲ့စကားဟာ အနောက်တိုင်းတတ္တနာပညာရှင်အမ်မန်နျူအယ်ကန့်ရဲ့တတ္တနာထဲမှာပါဝင်သော အပေါ်ယံသဘောထားအနေ appearance ဆိုသောစကားနဲ့အတိတ်ပဲချင်းအတူတူဖြစ်ဟန်တူပါတယ်။ ကန့်ဤအတွေးခေါ်မှာထပ်ဆင်ထည့်သွင်းထားသောယုတ်လောက ဖြစ်စဉ်နဲ့နံလောကဖြစ်စဉ်သဘောဟာတံဃာရာစရိယကိုင်းရဲ့အတွေးခေါ်မှာထပ်ဖြည့်ထားသောလှည့်ပြားတတ်သော လောကကြီးနဲ့မြမာလောကသဘောနဲ့သဘောချင်းဆင်တူပါတယ်တံဃာရာစရိယရဲ့အမြင်မှာပုပ်ကိုဤနံဝိညာဉ်ဟာအာယုများကိုအားကိုရတဲ့အခါအရာဝတ္ထုတို့ဤအပေါ်ယံသဘောကိုသာသိနိုင်စွာရှိပါတယ် မိမိတို့နေစဉ်ဘဝအတွေ့အကြုံများတွင်တွေ့ထီတိမြင်ရသောအာယုံဖြင့်သိအပ်တဲ့လောကဟာအာကာသနှင့်ဌာနဘောင်တွင်၌သာ မသိခြင်းဝိဇာကလှည့်ပြားထားသည့်အတိုင်းအရေးအယောင်သဘောဟုသာသိမြင်ကြရပါသည်။အာယုံခံ၍သိရသောအတွေ့အကြုံတွေကအရာဝတ္ထုများကိုအစစ်အမှန်ဟုထင်မြင်နေကြခြင်းမှာအဝိဇာမသိမှုရဲ့သဘောကြောင့်ဖြစ်ပါသည်။အဝိဇ္ဇာကလောကဤ အရေးရောင်ကဘောကိုအစစ်မှန်ဟုထင်မြင်အောင်လှည့်စားနေပါလေညနေစည်းစာအခါမှာလမ်းပေး၌ကြာနေသောအကျိုးစားကိုမူရေဟုထင်အောင်ထင်မှာဖြစ်တကယ်သို့ဖြစ်တယ်လို့ဆိုပါတယ်အဝေး၌ရှိသောအမှတ်တိုင်ကိုညရောင်တွင်လူဟုထင်အောင်ထင်မှာဖြစ်တကယ်သို့ဖြစ်ပါတယ်တို့ကဲ့သို့အချိန်ဒီမှာကျိုးစားကိုမူဟုထင်မြင်ခြင်းလမ်းမှတ်တိုင်ကိုလူဟုထင်မြင်ခြင်းတို့ကဲ့သို့ယုံကြည်ဆွဲလန်းခြင်းသည်စင်ညဉ့်ညံမသုံးမဲ့ မာယာဤကြောကွင်း၌အမိခံရခြင်းပဲဖြစ်ပါれမာယာဆိုသည်ကဝိပ္ပန္နံသဟုခေါ်သောထင်အောင်ထင်မှားသဘောများကိုလှုပ်ဆောင်သောလက်တွေပဲဖြစ်ပါれလူသားတို့ဟာဝိညာဉ်မှသိမြင်ရသောသဘောတရားများကိုအစစ်အမှန်ဟုထင်မြင်၍ယုံကြည်ယူဆမိခြင်းဟာမာယာလောကထဲသို့ကြောက်ရောက်သွားခြင်းဖြစ်ပါれထိုခါရရှိသော အသိဉာဏ်ပညာဟာလည်း အောက်တန်းစားအသိဉာဏ်ပညာသာဖြစ်လာပါတော့လေသို့သော ကျွန်တော်တို့ဤတီးကြားဝိညာဉ်များဟာဗြဟ္မာအတ္တမန်ကြီးသဘောနဲ့ထတ်တူထတ်မြမြင်ဖြစ်သည်ဟု သိမြင်မှသာ အမှန်တရားကို သိမြင်ခြင်းဖြစ်ပါတယ်ဤဒီကအစ်မြင်အသိဉာဏ်ပညာဖြစ်ပါတယ်အလားတူသောပဲအာယုံ၌သာသိသောလောကရဲ့ရှိအရာဝတ္ထုများကိုအချိန်ကာလနဲ့နေရာဌာနအပြင်သိမြင်နေခြင်းသဘောကို ဖန်ဆင်းရှင်ဖန်ဆင်းသောမြမာကြီးအစ်အမှန်များဖြင့်မှတ်ယူ၍၎င်းတို့ကိုဘိတ်စနိုရာမအစသောနာမည်များဖြင့်ရှ िख ိုးပူသောဝိပုနေလင်ကမတိချင်းကဖန်ဆင်းထားသောထင်အောင်ထင်မားများပင်ဖြစ်တယ်လို့နားလည်ပါတယ်အစ်မှန်တရားဖြစ်တယ်မြမန်အတ္တမန်မြမာကြီးတခုတည်းသောအမှန်တရားဖြစ်တည်ရှိပါတယ် မြန်မာအတ္တမိုင်းနေရာဌာနသဘောမရှိအချိန်ကာလသဘောမရှိထာဝရတည်မြဲနေတဲ့အရာဖြစ်ပါတယ်။ဥပနိတ္တယအကျမ်းများတဲ့တွင်ထိုသဘောကိုတိကျစွာဖော်ပြထားပါတယ်။ဗမန်အတ္တမန်အားတတဝံအတိဟုဖော်ပြထားပါတယ်။ဆိုလိုတဲ့အဓိပ္ပာယ်ကထိုဗမန်ဗမတတ်ကြီးသည်အသင်မင်ဖြစ်သည်ဟုဆိုလိုခြင်းဖြစ်ပါတယ်။အဖန်တလဲလဲမွေးဖွားခြင်းကျင်လည်ရတဲ့ဘဝတန်ရာဆက်မှလွံ့မြောက်ရေးမှာ အဝိဇ္ဇာမျက်နှာဖုံးကိုဖဲခွာပြစ်မှားတာဖြစ်နိုင်ပါတယ်။ထိုမတိခြင်းအဝိဇ္ဇာကလူသားများအားဝိညာဉ်သည်မြမာကြီးနှင့်အစဉ်သဖြင့်တသွေးတသားလည်းဖြစ်လျက်သာတည်ရှိသည်ဆိုသောသဘောကိုမသိအောင်ဖုံးကွယ်ထားပါတယ်။ဆိုလိုတဲ့အတိတ်ပဲကလူသားတွေဟာမြမာကြီးနဲ့တသားလည်းဖြစ်တယ်။သို့သောမတိခြင်းကဖုံးကွယ်ထားလို့လူတွေဟာမိမိရဲ့ကိုယ်မှာ ်မြသဘောတရားရှိနေသည်ကို နားမလဲကြခြင်းဖြစ်ပါတယ်။ဟိန္ဒူဘာသာမှာဝေဒန္တသုတ်တန်ရဲ့အထကထာကိုတန်ဃာရာစရိယဟာအေဒီ600လောက်ကရေးသားခဲ့ပါတယ်။ရာမာနုဇာဟူသောပညာရှင်ကြီးကတော့နောက်နှစ်300နောက်ကျခဲ့ပါတယ်။ရာမာနုဇာဆိုသော ပုဂ္ဂိုလ်ကြီးဟာဘိရှင်တို့ကိုကိုးကွယ်သူပညာရှင်များနဲ့မှာအလွန်ထင်ရှားခဲ့တဲ့ပန်နိတ်ပညာရှိတူဖြစ်ပါတယ်။ သူကဗိရှင်ိုးဒီသာတခုလဲသော အစစ်မှန်တရားကြီးဖြစ်ကြောင်းဖော်ပြပြီးလူများလက်ခံလာအောင်ဥပနိဒိယကျမ်းကြီးများကိုအတိတ်ပဲဖွင့်ဆိုပြီးရေးသားခဲ့သူ ဖြစ်ပါတယ်။သူဟာလဲဧကတအယူဝါဒကိုပဲယူဆခဲ့သူဖြစ်ပါတယ်။ထိုအခါမှစပြီးဤစနစ်ကိုအတုယတဝေဒန္တမြမာကြီးနှင့်လူသားတို့သည် တပေါင်းတစည်းတည်းဖြစ်သည်ဟုယုံကြည်သောအယူဝါဒကိုဖော်ထုတ်ခဲ့သူဖြစ်ပါတယ်။ ို့အမြင်တွင်ရုပ်ဝါဒပုဂ္ဂလိကဝိညာဉ်နံသဘောနှင့်အဆုံးစုံဆုံးဖြစ်သော ပရမတ္တသစ္စာထာဝရဖရာဗြဟ္မာကြီးတို့ဟာတစ်ခုစီတိကြအစစ်အမှန်ကြီးသာ ဖြစ်ကြသောလေ၎င်းတို့ဟာသဘောရေဖြစ်တယ်လို့ယူဆခဲ့ပါတယ်။ယုတ်လောက ပုဂ္ဂိုလ်တရဝါကြီးဗြဟ္မာကြီးပုံတရံကို ဖော်ဆောင်ချက်များသာဖြစ်သည်လို့ယူဆခဲ့ပါတယ်။ထိုအကျွမ်းမဲ့အစစ်အမှန်တရားကြီးဟာယုတ်တရက်ရှိသောအရာ ဖြစ်ပါတယ်။ ရုပ်ဒရမဲ့ပုပ်ကူမဲ့သဘောကြီးတသက်မဟုတ်ပါဘူး။သူကအမိကဘိရှနိုးလို့ယုံကြည်ပါတယ်။အချင်းချုပ်အားဖြင့်ဘိရှနိုးဒီပင်လင်မြမာကြီးဖြစ်ပါတယ်။မြမာကြီးဟာချီးကျဲခမ်းနားတဲ့နတ်ဘုံနန်းနဲ့နတ်ပြည်မှာနေပါတယ်။သူ့ရဲ့အဖြစ်ကိုသူဖန်ဆင်းအပ်တဲ့လောကမှာရေပူရအားဖြင့်ထုတ်ပေါ်ပြသပါတယ်။အထူးသဖြင့်သူဤကိုဘွားလူဝင်စားဖျားအဝါတာရာများဖြင့်ပေါ်ပြကြပါတယ်။ အဝါတာရာများဟာဤလောကမှာဖျားဝင်စားရတဲ့လူတရိษံစသည်လို့ဖြစ်ပါတယ်။ဤလောကကြီးမှာမြမကြီးဟာတရိษံအသွင်ပြင်ဝင်စားပါတယ်။လူသားအသွင်ပြင်လည်းဝင်စားပါတယ်။ထို့ဖျားဝင်စားသောပုဂ္ဂိုလ်တ ত্ত্ব များအားလုံးကို အာဝေတာရာလို့ခေါ်ပါတယ်။ထိုအာဝတာရာများဟာတ ত্ত্ব တော်တို့ဤအတ္တိဒုက္ခရောက်တဲ့အခါလာရောက်ကယ်တင်ရဖို့ဖြစ်ပါတယ်။ ထို့ကြောင့်ဒီအယူဝါဒမှာလူသားဤဘဝပန်းနိုင်ဟာဘေရှနိုးနံမင်းကြီးကို ပူဇော်တက္ကာယဆူတောင်းပြုခြင်းဖြင့်နတ်ပြည်ကို ရောက်၍ဘေရှနိုး၏ရှေ့မောက်မှာနတ်စည်းစိမ်ကို အပြည့်ဝခံစားရရည်ပဲဖြစ်ပါတယ်။ရာမာနုဇာရဲ့ဝေဒန္နအယူဘောအယူဆဟာဘေရှနိုးကိုးကွယ်သူများအပေါ်မှာသာကြီးမားသောဩဇာတက်ရောက်မှုရှိခဲ့သည်မဟုတ်ပါဘူး။အိန္ဒိယတပြည်လုံးမှာပဲဩဇာတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဖြစ်တဲ့အတွေးခေါ်လှုပ်လှဲ့မှုအတွက်လှုပ်ရှားသူများရဲ့ရည်ဝီးရသဘောထားမှာရာမာနုဇာကိုလိုလားထောက်ခံရသူများဖြစ်ပါတယ်။နားဆင်ပေးခဲ့တဲ့အတွက်မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးဟိန်းနူဝါရအကြောင်းကိုဖော်ပြပေးသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ။